နေထိုင်တဲ့ပင်လုံအင်ယာမှာရေဘေးကြုံနေရလို့အခက်ကြုံနေရတဲ့ဆိုတဲ့အကြောင်းပြပြလာခဲ့တဲ့တရုတ်ဆောင်ခင်စားကြီးကျော်မင်္ဂလာပါပရိသတ်ကြီးရင်တရုတ်ဆောင်ခင်စားကြီးကျော်ကတော့စင်ကယ်မာသားတယောက်အနေနဲ့ယက်တီနေသူဖြစ်ပြီးတာကြီးဖုံမင်းနေလာနဲ့တမီးငယ်ထင်သစ္စာတို့ကို ဖြောင်းမတ်မှန်ကန်တဲ့လမ်းကြောင်းတွေပေါ်ကိုရောက်နိုင်ဖို့အတွက်အကောင်းဆုံးလမ်းပြပေးနိုင်တဲ့မိခင်တယောက်လည်းဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့ခင်စားကြီးကျော်ကဇလန်းထွဲတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာမကြာခဏပါဝင်ခွင့်ရရှိလာခဲ့ပြီး အောင်မြင်မှုတွေပြန်လည်ရရှိလာခြင်းလို့ပြောရမှာလည်းဖြစ်ပါတယ်။ခင်စာကြည်ကျော်တို့မိသားစုလေးကတော့ရန်ကုန်မြို့မြောက်တကုံပင်လုံအင်ယာမှာနေထိုင်ရတာဖြစ်ပြီးမိုးရသည့်အစာပဲရှိသေးပေမယ့်ရေပင်းနဲ့ကြုံတွေ့နေရတဲ့ဆိုတဲ့အကြောင်းခင်စာကြည်ကျော်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ခင်စာကြည်ကျော်ကကျမတို့ပင်လုံအင်ယာမှာရေပင်းနဲ့တွေ့တာ၃ရက်ရှိပါပြီရှင်။မေလ26 28 28ရက်နေ့ဒီနေ့အဆိုးဆုံးမှာညနေ၄နာရီဆိုရေတွေတက်လာပြီး ည9:00နာရီမှရေခပြန်ကြတာပါတော်တော်ကိုဒုက္ခရောက်ပါတယ်ရှူတင်ကပြန်လာတဲ့အချိန်လမ်းထဲမှာရေတွေဝင်နေလို့ကားကိုလမ်းထိပ်မှာထားခဲ့ရပြီးအိမ်ထဲကိုရေတွေကြားထဲကနေလမ်းလျှောက်ပြီးပြန်လာရပါတယ်ဒီလိုမျိုးကြီးဂျုံနေရတာအဆင်မပြေပါဘူးဆိုပြီးတော့ခင်စားကြီးကျော်ကပြောလာခဲ့တာလည်းဖြစ်ပါတယ်အခုဆိုရင်တော့မုတ်တုံမူရဲ့အစပဲရှိသေးတယ်ဆိုပေမဲ့ရန်ကုန်မြို့ရဲ့လူကုန်တန်းအတိုင်းဝိုင်းတွေအများဆုံးနေထိုင်ကြပြီးတိမ်တောင်းတဲ့ခြေတဲ့နေအိမ်ခြံဝိုင်းတွေမှာတော့မှာ မူရတီအစာမကလေးကရေရီတလဟောင်းဝင်လာလို့မြောက်တကုံဘက်ကပြည်သူတွေအားလုံးအဆင်မပြေဖြစ်နေကြရတာလည်းဖြစ်ပါတယ်အမေဆေးလေပရောဝင်လာပဲ 好嘞，你啷个少买一点嘛？哦，冷潮能潮，你不对来，你都怕嘞。你不对吧？们明没，那多啊，没哎，把那点伢子腌的呢？那鸡我怕喂，人家烧饼人家都腌的呢。哎，没哎哎，没用毒米啊，好嘞。看呗，我吃不了，你那你要留着。不能，嘿嘿。 啊，别个们都没有错。